ဆိုပြီးဟိုမှာ6လလည်နေတော့အင်တာနက်ရသွားလေအဲ့ဒါပြန်လာဒါပေမဲ့ဝမ်းနေစရာကောင်းတာကလေးတွေကဂိမ်းကစားနေကြတယ်အင်တာနက်တွေကကျွန်မစိတ်ညစ်ပါတယ်ပညာရေးလည်းမလုပ်ဘူးပေါ့နော်ဂိမ်းကစားနေတယ်အဲ့ဒါနဲ့အော်နောက်တစ်ခါကျွန်မ အဲ့အဲ့မှာ جماعه အဲ့အချိန်ကျတော့ဘလို့ဖြစ်လဲဆိုပမာပြရဟို NGO တွေပဲရှိတယ် PSI ရ condom သူတို့ condom ကြီးရလဲဟိုမပောက်လိုက်တာအဖို့ condom နဲ့ရင်းနဲ့တိတ်ပြီးတော့နာမည်မကြည့်ဘူး جماعه တို့လာအပ်တော့ جماعه တို့ အထွင်ပေးလိုက်တာပုတ်တင်မျိုးအဖော်လို့ချင်းကောင်းအဲ့ဆိုပောက်တော့ပောက်တော့အဲ့တော့ကျမတို့မှာ NGO ပဲရှယ်ကျမစိတ်ညစ်ပါတယ် NGO တွေပဲအဲ့ဟာ American AO American Indonesian CEO သူကပြောဆိုနင်တို့ NGO တွေရတဲ့ဗမာပြည်တို့တဲ့ဟိုပါလေလဒါတွေလိုပဲတဲ့တေအောင်လုပ်ပြီးတော့တဲ့လဒါတွေဝိုင်းစားနေသလိုပဲကျမအဲ့မှာပောက်သွားတယ်အရင်တော့ဆို NGO ဆိုကျမအထင်ကြီးတာလေကျမမိတ်ဆွေတွေဆရာဝန်တွေလည်း NGO မှာအလုပ်တွေရကြဒေါ်လာရတယ်ဒါနောက် ဆုံးကြတော့သူတို့ကကိုလုံးချင်တာတကယ် company တွေလေအခုကကြတော့ NGO လာအဲ့ဒါနဲ့အဲ့မှာ2000 5မှာ America က sanction ချပြန်အောင်အဲ့ဆိုကျမတို့နောက်တစ်ခါခံရပြန်အောင်အဲ့ကြ America နေလို့မဖြစ်ဘူးကျမ CEO ကလည်း American ဆိုနေလို့မဖြစ်တော့ဘူးဆိုသူကအမှုပညာပဲလုပ်တော့မယ်ပေါ့ဟိုသူ့ကိုသူ့အစိုးရသူတို့တွေကအရန်ကြောက်တယ်သူတို့အစိုးရတွေကအရန်စွန့်တယ်လေအဲ့တော့ကျမမှာ company လည်းလည်းပြန်အခုတည်းဒီ CEO American လည်းဟိုအဲ့ဒါသူနဲ့ကျမနဲ့အတူတူလို့အဲ့ဒါနဲ့အဲ့ကြတော့တော်ပြီကျမလက်မြောက်ပြီးတော့ကျမ America ကိုသွားခဲ့တယ်သွားပြီးဗမာပြည် sanction လွတ်တော့မှပြန်လာမယ်ဆိုနောက်တော့မနေနိုင်ဘူး3-4နှစ်နေတော့ဟိုမှာဟိုဖုန်ကြီးအိမ်ရှိဖုန်ကြီးမကြွတဲ့အရက်ငါမနေချင်ပါဘူးလေဆိုပြီးတော့ကျမပြန်လာတယ် sanction လွတ်လွတ်မလွတ်လွတ်ပေါ့ဟိုမတတ်နိုင်ဘူးငါတိုင်ပြည်ကိုပြန်လာမယ်ဒါပေမဲ့ကန်ကောင်းချင်တော့အိမ်မှာ2012မှာဟို democracy ပေးသွားပြီဆိုတော့ democracy ရတဲ့အတွက် democratic government ရှိတော့နိုင်ငံခြားလာတယ်ဥသိမ်းစိန်လက်ထက်မှာလည်းလာကြတယ်အိမ်မှာ ကျမကျမ PNG ဆိုတာ American Company Omnicon ဆိုတာလည်းကဘာပေါ်မှာထိပ်သီးပဲတက်ကနေငါအဲ့ဟာနေကျမကိုပြန်ပြီးတော့ PNG နဲ့ Omnicon အကျမကိုပေါ့တုတ်တခင်ခင်ကြော့ sale ကျမတို့နာမည်ကအရန်နာမည်ကြီးတယ်လေဒီ international မှာဆိုရင်ဒီ advertising agency မှာ sale တုတ်တခင်ခင်ကြော့ဆိုအကုန်တီးကြကျမတို့လာပြီးအပ်တယ်အပ်တော့ကျမတို့လုပ်တယ်အဲ့ကြလို့ရှင်အဲ့ Chelsea Clinton လာတော့တာဝန်တန်လှူတဲ့ပွဲတို့နောက်တော့ Singapore ွက်ဖို့သမရလာတဲ့ပွဲကျမတို့ event တွေလည်းလုပ်ပေးရတယ်။နောက် MPD ကိုဂျပန်ဂျပန်ဂျပန် agency ဂျပန် company ကလာအတော့အဲ့ဒီမှာဟို အစိုးရ liberalize လုပ်လိုက်တဲ့အခါကျတော့ဒီအမင်းတွေလာတာပေါ့ဟို sim sim company တွေပေါ့ sim card company လာတော့အဲ့ company တွေအားလုံးကျမတို့ service ပေးတာအဲ့တော့ကျမတို့ပေးတဲ့ idea တွေတော်တဲ့အခါကျတော့လေသူတို့လည်းတော်လို့ air japan နဲ့ mpt ရသွားတယ်နောက်တော့ oridu ကလည်းကျမတို့ la at oridu media အဲ့အချိန်မှာအခုလို့ဖြစ်တဲ့အခါကျတော့ထပ်ပြီးတော့ အခုအဲ့ဟာကျမတို့က sanction ကိုလွတ်ပေးပါဆိုတို့ကလွတ်ပေးတဲ့အချိန်မှာတို့ရဲ့ sanction တဘောကတက်ထနေရင်ဖြေရတာတအားခက် ထီရတာသူတို့ပြောပြတယ် American တိုင်းကျမ British Chamber of Commerce လေကျမတို့ပါတယ် American Chambers of Commerce ကိုတိုင်းများတင်းကျမတို့ဦးစားပေးပေါ့နော်ပါအဲ့မှာသူက sanction ကအရန်များတော့တယ်သူကမကြောက်မြင့်ရတနာနဲ့ sanction ပါတယ်အဲ့အရာကိုပြန်ဖြေရတာသူတို့တအားခက်တယ်အဖြေနေတဲ့ကာလမှာပဲတဖြည်းဖြည်းဖြေပြီးတော့သူတို့တွေလည်းဗမာပြည်ကအရင်တော့ made in မြန်မာမရဘူးနောက်ပိုင်းကျတော့ made in မြန်မာ garment တွေရတာတဲ့အချိန်မှာ အခုလို့ဖြစ်တဲ့အခါကျတော့စစ်တပ်ကိုသူတို့က sanction အဲ့တော့ sanction ဆိုရင်ကြားတောင်မကြားကြဘူးဒါကြောင့်မို့ကျမကကျမသာပေါ့လွတ်တော်တဲ့ရောင်ရင်ဘာဖြစ် ဒီဒီဒီပမာပြည်ဒီလို sanction နဲ့မလွတ်တာတို့ဒီပမာပြည်ကိုအမဲဆက်ပေါ့မြန်မာမြန်မာနိုင်ငံပေါ့နော်ပမာပြည်ပြောရသူများတွေအမကြိုက်မြန်မာနိုင်ငံကိုယ့်ရဲ့အမိမြန်မာနိုင်ငံအားလုံးပါပါတယ်တိုင်းရင်းသားတွေလည်းပါတယ်ကျမတို့ပိုင်းနဲ့ဒီပုံစံအမိမြန်မာနိုင်ငံတို့အားလုံးလူတွေအလုံးရအောင်စားစားရေးတောက်ရေးပေါ့ပညာရေးကျမ်းမာရေးအကုန်ပြည့်လေအောင်ကျမလုပ်ပေးခြင်းနဲ့နောက်ပြီးတော့မြန်လုပ်ပေးဖို့ပါတယ် မပြည်မှာပေါ့ဒီလိုကဘာအပေါ်မှာတင့်တယ်လာအောင်အားလုံးကကျမတို့အမြင်ကြည်ကြည်နဲ့ကြည်နိုင်အောင်ကျမတို့ကိုနောက်ကျမ1991မှာဟိုအမေရိကမှာတေချာကြည့်တယ်เนาะကျွန်မ95မှာလည်းအမေရိကမှာတေချာကြည့်တယ် China ကြတော့ကျွန်မတို့က88အရေးခင်းဖြစ်တယ်ကွာသူတို့က89 80 89မှာ tenement အရေးခင်း